ဒီသီးဥဆောင်ကပ်ရှင်သူသွားတဲ့အချိန်မှာသူကကျွန်တော်တနည်းတဲ့ငယ်မြေးပါလို့သူချပြခဲ့တာမဟုတ်ဘူးငါအခုယူမဲ့လို့ပြတာနင်ကကျေးဇူးတော်တင်အောင်ပိုးရီကိုစော့ကားတာမဟုတ်ဘူးတချို့ကကြတော့လေပိုးရီပိုးရီအချိန်နဲ့ပိုးရီအချိန်နဲ့ဆိုတဲ့ဟာကပြောတဲ့လူတော့နဲပါလေဒါပေမဲ့မားလို့ဆင်ကျင်ရတာပေါ့တနည်းတဲ့ငယ်မြေးဖြစ်ပေမဲ့လို့ဒီလိုကပ်ရှင်အများနဲ့ဖြေရတဲ့အချိန်မှာအဲသူသုံးမကြံတော့သူရွေးမခံရဘူးပေါ့ ူတက်အဆင်မပြေဘူးအဲ့ရတကယ်အဲ့ဦးနေကဒီရွေးတဲ့မီဒီယာဦးနေတစ်ခုက channel တစ်ခုကသူ့ကိုလုံးဝမသိဘူးအမိုးပေးဆိုအဲကိုနိုင်နဲ့ဝင်လေးပေါ့တပည့်ရယ်ဘာဖြစ်လို့ဆိုတော့အန်ဒီကဟိုကိုတယောက်တည်းဆိုဝင်မဲ့လို့တားရဲ့ဘေးမှာအန်ဒီရှိဆိုတော့အန်ဒီဘေးမှာလည်းတားအမြဲစီနာပေါ့တချင်းဆိုတဲ့အပိုင်းမှာလည်း အဲတားကပို့ပြီးတော့သူအာတန်တယ်အခုတရုတ်ဆောင်ပဲရောက်သွားပြန်တော့လေအတန်မြန်သူ့ကိုဘယ်အခန်းကိုဘယ်နေရာပဲထားတာတခန်းနဲ့ပဲပါပါမငီးဘူးသူဟုတ်လားမငီးလဲမငီးဘူးမငင်းလဲမငင်းဘူးပစံရရမရရလုံးမယ်မိသားလုံးမယ်အေးမင်းစိတ်ချမ်းသာရင်လုံးဘာလို့ဆိုအဓိကကကိုယ်ကိုယ်တိုင်အရေးကြီးရတယ်အဲအနည်းကသူ့ကို တာဒီအားကြီးလှုပ်လိုက်ဆိုလို့ရှိရင်သူစိတ်မပိုင်ရင်ဒီအလုပ်ကမအောင်ဘူးအဲ့တော့တားစိတ်ချမ်းသာမယ်ဟိုလှုပ်နိုင်မယ်ကြည့်လှုပ်ငါအခုယူမယ်လို့ပြောတာနင်ကကျေးဇူးတော်တင်အောင်နင်နားမလဲဘူးဒီနေ့သိနေမြည်မို့လို့ဆိုပြီးတော့အဲနေရတချို့ကလည်းဒီလိုပြပြရဲ့မျက်နှာကိုငဲ့ပြီးတော့နေရပြရဲ့လူရှိသလိုတချို့ကကြတော့ဒါဒီ caption ကြီးဟာဒီသယုဆောင် caption သူသွားတဲ့အချိန်မှာသူကကျွန်တော်တနေ့တဲ့နဲ့မြည်ပါလို့သူချပြခဲ့တာမဟုတ်ဘူး တာမန်ပုံမှန်လူပဲသူသူများတွေလည်းဒီလိုလာကြသွားကြတယ်ပေါ့နော်ရှောက်ကြဆိုအဲ့ပုံစံလေးပဲသူကရှောက်ခဲ့တာဆိုတော့အဲ့မှာသူပါလာတော့သူတအားဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲဝမ်းသာဆိုတာပိုးရီကိုစော်ကားတာမဟုတ်ဘူးအမအကသူ့ခံစားချက်ကိုအမအသိနေတယ်ပေါ့အဲတချို့ကကြတော့လေပိုးရီပိုးရီအချိန်နဲ့ပိုးရီအချိန်နဲ့ဆိုတဲ့ဟာကပြောတဲ့လူတော့နည်းပါတယ်ဒါပေမဲ့အမတို့ကစင်ကြင်ရတာပေါ့အဲတားကလည်းမကြီးရဲ့တားက မင်းသွားတဲ့အခါကျတော့မင်းကိုလိုမှမပြောပြဘူးလားကိုကြီးမိဘညာနဲ့ဆိုမင်းရဲ့ကိုကြီးမိဖြစ်တိုင်းလည်းကားကိုယ်တိုင်ကြိုးစားမှရမှာတဲ့ဟောသူပြောလည်းဟုတ်တယ်လေဒီနေ့တင်မိဖြစ်ပေမဲ့လို့ဒီလို caption အများနဲ့ဖြေရတဲ့အချိန်မှာအဲသူတော့မကြံတော့သူရွေးမခံရဘူးပေါ့သူ့အတွက်အဆင်မပြေဘူးအဲ့ရတကယ်ကအဲ့ဦးနေရဒီရွေးတဲ့မီဒီယာဦးနေတခုက channel တခုကသူ့ကိုလုံးဝမသိဘူး။သူကလည်းမပြောဘူး။ ရွေးပြီးတော့လည်းမသိဘူးနောက်တော့ဘာမှသွားသိလဲဆိုတော့ဒီဥစားအဲ့ဒီဥစားမီဒီယာတူမီဒီယာမုံညွာတွေရဲ့အဲ့ဒီကုမ္ပဏီတစ်ခုရှိရယ်သူတို့ကိုရွေးလိုက်တဲ့ကုမ္ပဏီကအခုလိုမီဒီယာတွေကိုတွေးဆောင်ပွဲကြတော့ဒီကတွေးဆောင်နေဥစားအင်တာဗျူးကအဖွဲတွေကတွေ့တော့မှာဟာဆရာအကိုပြည့်ဆိုတော့မှာသူဘယ်သူမှလို့လဲဆိုပြီးတော့မေးလိုက်တာအဲ့တော့မှတိတိသွားတာမတိကြဘူးသူတို့ ။ဒါလည်းမပြောဘူးလေ။ဟာအဲ့လိုမျိုး तू လည်းမပြောဘူး။ဘာလို့ဆိုတော့အဲ့ဒါကြီးကိုအခွင့်အရေးယူတာတို့အခွင့်ကောင်းယူတာတို့နေရာယူတာတို့အများကြီးပေါ့။အဲ့လိုမျိုးဖြစ်မှဆိုတော့ तू ကသူ့ကိုယ်တိုင်ပဲ तू စူးစမ်းခြင်းနဲ့ तू ကအဲ့လိုမျိုးအဲပူပေဆုံးတော့ तू ကတစ်နှစ်နဲ့နှစ်လပေါ့။အဲဘိုးရင်နဲ့တူတာတော့အမားတို့တွေ့ရပါနေတော့တူတာဖြစ်မှာပေါ့နော်။ဟောအခုနောက်ပိုင်း तू ကဘာရေဘုရားကျားဘာရေလွတ်လို့ဆိုဥပုတ်တွေတအားဝင်တယ်ဥပုတ်တွေဝင်လိုက်တယ် तू ဝင်ပြီးတော့တက်တက်လွတ်တွေစားတယ် ။နောက် gym ကလည်းပြန်ပြီးတော့ပုံမှန်လေးပြန်ဆော့ပြင်နေတယ်ပေါ့။ဟိုဘဘဇလန်တွေလေးပြီးတဲ့နောက်ပိုင်းတည်းကသူ gym ပုံမှန်လေးဆော့ပြင်နေတယ်။ဟုတ်ပါတယ်မျက်နှာတော့ပွင့်တယ်။ဘာလို့ဆိုတော့အာဖေဖေရဲ့အမှုပညာကုံလည်းပါတယ်။သူ့ရဲ့လူမှုဆက်ဆံရေးဖေဖေဖေကအဲ့လိုသူ့ကိုလူကတအားချစ်ကြတယ်။အပြင်မှာလည်းလေဟိုအိမ်မှာဖြစ်ဖြစ်မိဆွေပေါင်းနေဆိုရဲရှိရဲအမှုပညာဆိုလည်းပြည့်တဲ့တည်းရှိရဲပေါ့အဲ့ဒီဖြစ်ဖြစ်အရှင်ရအမလို့အခုချိန်ထိပဲဒီအကုန် တငယ်ချင်းတွေအတူတူစုသွားတော့ဒါကလေတူနေသိနေသမီးဘသူဆိုရင်အေးဟုတ်လားအဲ့တည်းတည်းအဲ့လိုမျိုးလေးလေဘာလို့ပြောပြင်းဟိုအပြင်းလူတွေတဲ့ရိုးရိုးတာမန်လူတွေပါပဲဒါပေမဲ့လို့ကိုပြည့်ရဲ့သမီးဆိုတော့ပို့ပြီးတော့ဟိုဂရုစိုက်တယ်ဂရုစိုက်တယ်ဆိုတာကိုလေးကိုသတိထားမိတယ်ပေါ့အဲ့လိုမျိုးလေးရှိပါတယ်အားလည်းအခုအဲ့လိုမျိုးပါလုံးရေချင်းမောလောကဟောတယ်လေးချိုးပြီးတာ တ်တယ်မြန်မာတန်ကတော့နှစ်သက်တယ်သူကလေအဲ့ဒီမြန်မာတန်ကိုဆိုတာမှသူ့ဘိုးရဲ့တလိုင်းနဲ့မဟုတ်ဘူးအဆိုတော်ဥမောင်ကြီးပါမယ်ဟာဟိုးရှိခကဥဝင်းဦးလို့ဟိုအပါလဲအကုန်အကုန်သူနည်းရဲ့သူ့ဘိုးရဲ့သင်းပါမယ်ဥမောင်ကြီးဥမောင်လက်ရှိသမျှလူကြီးတွေမိန်းကလေးတန်းမှာအမေတော်မမအေးကတော့ပြင်နိုင်မယ်သူကအမေအေးသင်းတွေဆိုရင်အကုန်သူအကုန်ဆောင်သားတယ်စန္ဒဂိန်းကြီးဆိုခိုင်းမလားအကုန်ရတယ်သူသူ့ သူကသူသူဘလို့ training လုပ်နေလဲဆိုအဲ့ဒီစဉ်းစားငါတားရလို့ဒီသူချင်းနေစုံတော့ဘယ်နေရာစုံလို့လဲမသိဘူးအနော်တော့မဟုတ်ဘူး तू ကတချင်းရေချိုးခန်းဝင် तू ကတချင်းတဘုတ်ဆိုရယ် तू ဆိုပြီးဆိုရင်အအပြင်ကနေစကားပြောလဲမကြားတော့ဘူးဘလို့မှခေါ်မရဘူးသူကသူ training လုပ်တာပေါ့ကိုယ့်ရဲ့တချင်း तू ဆိုရယ် အဲသူစိတ်ပြေလက်ပြေကိုဆိုတာသူကလေအဲရေချိုးကန်းထဲမှာဆိုဆိုပြီးအဲ့ဒါကသူ့ရဲ့ training တခုပေါ့အဆိုအင်အားတချင်းဖွင့်ထားတယ်သူလိုက်ပြီးလေ့လာတယ်ဆိုတယ်ဒီကတည်းကမရောက်သေးဘူးလားထက်អော်တယ်အရစ်တွေအဝိုက်တွေမတူသေးဘူးလားသူထက်လောက်တယ်သူစူးစမ်းမှုနဲ့သူကသူကတော့လေပါရမီပြောရမှာပေါ့နော်သူကဟုတ်ပါတယ်ကျမရဲ့သားလေးကတော့အမျိုးညီမတို့ရဲ့မျိုးဆက်ထဲမှာတော့ဒါကတော့ဟိုသူတယောက်တည်း သူ့အသက်အရွယ်နဲ့သူစိတ်ချမ်းသာတယ်သူလုပ်တယ်ဆိုတော့သူစိတ်ချမ်းသာဆိုသူလုပ်တဲ့အခါမှာအမကလည်းဩသူအမှုပညာမှာဒီဟာလေးလည်းလုပ်ချင်တယ်ဟိုဟာလေးလည်းလုပ်ချင်တယ်ဟိုလည်းမလုပ်ချင်ဘူးဆိုတော့ကဲတားနိုင်ရင်တော့အဲဆိုတော့အဲ့လိုမျိုးလေးပေါ့အမှုပညာကတော့ထွန်းပေါက်တယ်မထွန်းပေါက်ဘူးဆိုတော့ပရိသတ်ရဲ့အပိမှုပေါ့ပြေဟင်းသူလို့ခေါ်ပါတယ်အပိကြပါဦးဟုတ်ကဲ့ပါ